ားအားလုံးပဲမင်္ဂလာပါရေဝရှမ်းဒီမှာပြန်လဲကြိုဆိုလိုက်ပါတယ်ဒီကနေ့မတ်လ24ရက်နေ့ဒီကနေ့မှာမင်းအွန်လိုင်းဘယ်လိုလူမျိုးလဲဆိုတာကိုကျွန်တော်အချက်လက်လေးတွေနဲ့ကျွန်တော်မိဘတွေကိုတပြပေးပါမယ်ဆိုတော့ကျွန်တော်မိဘတွေကအဲ့ဒီချက်လက်လေးတွေကိုကြည့်ပြီးတော့ဆုံးဖြတ်ပေးရမှာဖြစ်ပါတယ်ဟုတ်ပြီဒီကနေ့နောက်ထပ်ခေါင်းစဉ်ကြီးတစ်ခုကเจ้าหนี้อยวยอมยุทธมีเงโก အိမ်တော်ရေးဖောက်ပြန်လိုက်တဲ့ဒုပုမူကြီးဇင်မျိုးဦးအကြောင်းကြားရမှာဖြစ်ပါတယ်။နောက်ထပ်သင်တို့ပုံဒီမှာလည်းလူငယ်တွေအားလုံးဟာ လက်ရှိဝရံပြေပုံမှန်အတက်ခံထားရတဲ့အခြေအနေတွေကိုကျွန်တော်တင်ပြပေးမှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိဝင်းရင်ကြည့်ရှုဖို့ကျွန်တော်ရဲ့မိဘပြည်လူရဲဘော်ရဲဘက်တူးချင်းစီတိုင်းကိုဂလေးစားဖိတ်ခေါ်လိုက်ပါတယ်။ဟုတ်ပါလေ ကြောင်းတက်နေစေဆာမွေးပွဲဖြစ်နေစေကြောင်းသူလေးကိုအင်အောင်ကြီးဖောက်ပြန်လိုက်တဲ့တမမူကြီးအကြောင်းပေါ်ထွက်လာပါတယ်ဒါကတော့လက်ရှိသတင်းအရင်းမြစ်တစ်ခုပါဆိုတော့ကျွန်တော်တို့ကလည်းအသွားအပြန်ဆိုတာရှိတယ်ပြီးတော့နားလည်မှုစာနာမှုတွေရှိတယ်ဆိုတော့ကျွန်တော်တို့ရဲ့အဖေးယူကိုလည်းတမမူကြီး ကြားမယ်ဆိုရင်လက်ခံနိုင်တဲ့အပေးယူတွေကျွန်တော်တို့ကလုပ်သွားမှာဖြစ်တယ်။ဟုတ်ပြီပြစ်စင်လေးကိုအရင်ဆုံးကြည့်ကြည့်အောင်။မင်းတို့ဒေသတိုက်ပွဲမှာတမမှုကြီးဇင်မျိုးထွန်းဖုံးကိုကျွန်တော်တို့ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်တွေသိသိရမိထားပါတယ်။အဲ့တော့တမမူကြီးရေ ကိုအကြောင်းကိုသိတယ်ဆိုရင်တော့အရှက်မကွဲခြင်းရင်တမတစ်ခုလုံးတမမူကြီးအောက်က စစ်ခွေးတွေအကုန်လုံးလက်နက်နဲ့အပါเนาะကျွန်တော်တို့ပြည်သူစီမှာလက်နက်ချအញ្ញံခံဖို့ပရမအူးစွာဖိတ်ခေါ်ပါမယ်လူရည်တူရှင်းဆိုရင်တော့ဒါပါပဲဟုတ်ပြီစခိုင်းနိုင်စခိုင်းမြို့နယ်မင်းကွန်းဒေသတိုက်ပွဲအတွင်းမှာအချမ်းဖတ်ဖက်စစ်တပ်ရဲ့တပ်မမှုဗိုလ်မှူးကြီးဇင်မျိုးဦးထိခိုက်ဒဏ်ရာရရှိပြီးတော့အဲ့ဒီဖုံးကိုကျွန်တော်တော်လိုင်းတပ်ဖွဲ့ဝင်တွေ ဒိတ်စီရမိခဲ့တာပါအဲ့ဒီတိုက်ပွဲအတွင်းမှာလည်းပဲဂျမဖတ်စစ်ခွေးခုနှစ်ကောင်းမောင်ငါဖြစ်သွားပြီးတော့တမမှုကြီးအပါအဝင်ဂျန်နဲ့စခွေးတွေတော်တော်များများဒဏ်ရာဘလဘွားရရှိသွားတယ်လို့တရင်အတိကျရရှိထားတာပါ ဟုတ်ပြီတိုက်ပွဲအတွင်းမှာတမမှုကြီးရဲ့ဖုံးကိုတော့သိသိရမိခဲ့ပြီးပြီတက်တွင်းကအရေးကြီးတဲ့အခြားအချက်လက်တွေနဲ့အတူတက်တွင်းကကြောင်းတက်နေစေ ကလေးငယ်အမျိုးသမီးကိုအိမ်အောင်ရေးအမျိုးသမီးနဲ့ပေါ့ဗျာကလေးငယ်လေးနဲ့ပေါ့နော်အိမ်အောင်ရေးဖောက်ပြန်နေတဲ့အချက်လက်တွေကိုလည်းရရှိထားပါတယ်ဆိုတော့ကျွန်တော်တို့အနေနဲ့က HD ထုတ်ပေးရမလားဒါကတမမှုကြီးအကြောင်းပြန်ဖို့လိုတယ်ဒူရီမဟုတ်တမမှုကြီးရဲ့တမခွေးမကြီးတမမှုရဲ့အမျိုးသမီး အကြောင်းပြန်ဖို့လည်းအရေးကြီးပါတယ်အချိန်မီအကြောင်းပြန်ပြီးပါ HD ထုတ်ပေးရမလားပြီးတော့နိုင်ငံတကာမှာကျွန်တော်တို့ဒါအခြားနိုင်ငံတွေမှာလည်းပဲကျွန်တော်တို့ဒါ translate နားထောင်နိုင်မှုအတွက်ကြည့်နိုင်မှုအတွက်ကျွန်တော်တို့ Korea စာတန်းထုတ်ပေးရမလားပြီးတော့ယင်ဂျပန်စာတန်းထုတ်ပေးရမလားအင်္ဂလိပ်စာတန်းထုတ်ပေးရမလားပြီးတော့ခြားဘာသာစကားအမျိုးမျိုးနဲ့လည်းကျွန်တော်တို့ translate ပြန်လုပ်ပေးပါမယ် ဆိုတော့ HD ထွက်လာတယ်ကျွန်တော်စာတမ်းနဲ့ထိုးပြီးသွားပြီး movie ကြီးဒါ share plan ကြီးနဲ့ခန်းခန်းနာနာကြီးထွက်လာတယ်ဆိုရင်တော့ဒါပြောမကောင်းဆိုမကောင်းအချက်တွေပြန်ပြန်ကွဲသွားမှာဆိုလို့တပ်ပမှုကြီးကိုကျွန်တော်တို့ကဒါလူသားချင်းစာနာထောက်ထားတဲ့အနေနဲ့တပ်မတစ်ခုလုံးကျွန်တော်တို့ပြည်သူ့ကော်မတီတစ်ဖွဲ့ဝင်တွေနဲ့ကျွန်တော်တို့ပြည်သူစီမှာလက်နက်ချပါအညံ့ခံပါအချိန်မီသေးတဲ့ ါမှမဟုတ်ရင်တော့တမမူကြီးရဲ့ HD တွေပြန့်နှံ့သွားဖို့ရှိနေပါတယ်ဆိုတော့တတွင်းသတင်းရင်းမြစ်တွေဆိုတာကကျွန်တော်လက်ထဲမှာပါဒါကတမမူကြီးကိုကျွန်တော်တို့ကသနာလို့ဒါလေးကိုထုတ်ပြန်ပေးခြင်းဖြစ်ပါတယ်ဟုတ်ပြီဒါကတော့တတွင်းထဲမှာလက်ရှိကောင်းဆောင်တွေလုပ်နေကြတဲ့သူတွေရဲ့ဖောက်ပြန်မှုဒါတွေကသူတို့တယောက်တည်းလားမဟုတ်ပါဘူးရှေ့ဗီဒီယိုဖိုင်တစ်ခုမှာဆိုရင် တက်ကပြုတ်တဲ့ကောင်းလေးတက်ကနီးမျိုးစုံနဲ့စိတ်ခွင့်တင်ပြီးနားယူခဲ့တဲ့ကောင်းလေးပြီးတော့တက်နဲ့ဆက်ဆက်နေတဲ့ကောင်းလေးအဲ့ဒီကောင်းလေးလုပ်တဲ့လုပ်ငန်းဟာလည်းပဲဖာကန်းတက်တက်ဆိုတာကိုကျွန်တော် location တွေနဲ့တကွာတင်ပြခဲ့ပြီးဖြစ်တယ်သူတို့ကဒါပဲလုပ်စားတတ်တယ်ကျန်တဲ့တမတမတမကြတဲ့လုပ်ငန်းတွေဘာတစ်ခုမှလုတ်ကင်မစားတတ်ဘူးဆိုတာကသူတို့တက်တွင်းနေထိုင်ခဲ့စဉ်ပြီးတော့အဲ့ဒီတက်ခွေးတွေနဲ့ပတ်သက်တဲ့ ခြားသောဌာနဆိုင်ရာတည်တည်လဲထိုနည်း၎င်းပဲဘုံဝင်လင်းလင်းပြောမယ်ဆိုရင်တော့ကိုရာဆိုင်တော်မှဦးစီဦးဆောင်မလုံးနိုင်တဲ့အရေးချင်းလုံးလုံးမှမရှိတဲ့ကောင်တွေသူတို့လုံမယ်ဆိုရင်လည်းပဲအဲ့လိုဖာခန်းတွေဒုတိမဟုတ်ဒါခြားသောမတမာမှုတွေနဲ့ပဲသူတို့တွေရှင်းတန်းနေထိုင်ထက်ကြပါတယ်ဒါကြောင့်လည်းပဲကျွန်တော်တို့နိုင်ငံတိုင်းကံလုံးပျက်စီးကိန်းကိုစိုက်သွားရတာပါ ဒါကကျွန်တော်တို့ပြည်သူအားလုံးသိရှိပြီးသားပါဟုတ်ပြီနောက်ထပ်အခုကိုထပ်ပြီးတော့ကြည့်ကြည့်အောင်ပါအဲ့ဒါကတော့ကျွန်တော်လူငယ်တွေအားလုံးဝရံပြပုံမှအသက်ခံထားရပါတယ်ဒါဟာတတော်လေးကိုစိုးရင်ပဲကောင်းပါတယ်ဒါကြောင့်နှောင်းနှစ်စက်တဲ့အာနာစသိင်းလေးရလဲကျွန်တော်တို့အားလုံးမိမိတို့ရဲ့ရပိုင်ခွင့်တွေကျွန်တော်တို့ညှို့စုံထုတ်ဖို့ပြတ်တက်ခဲ့ပြီးပြီ ဒါပေမဲ့ကျွန်တော်တို့နိုင်ငံကိုဟိုးယခင်တွေကအုပ်ချုပ်ခဲ့တဲ့သူတွေရဲ့အကျင့်စရိုက်တွေကျွန်တော်သိတယ်။လက်ရှိအုပ်ချုပ်ခြင်းတဲ့ကောင်တွေရဲ့အကျင့်စရိုက်တွေလည်းကျွန်တော်တို့သိပါတယ်။ဆိုတော့ဒါကြောင့်လည်းပဲကျွန်တော်အလုံးအား solid စွာတော်လှန်ရေးမှပါဝင်ခဲ့ကြပါတယ်။အခုချိန်မှာတော့ကျွန်တော်တို့ဒါနေရာဒေသတည်တည်မှရှိတဲ့ကျွန်တော်တို့ရဲ့လူငယ်တွေဟာဝရမ်ပေးပုံမှာအတက်ခံထားရပါတယ်။လူငယ်တိုင်းမှာကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်နေတဲ့ကျွန်တော်နိုင်ငံအတွင်းက မိဖတိုင်းရဲ့သာသမီဟာဗရန်ပြေပုံမှာအတက်ခံထားရပါတယ်ဗရန်ပြေပုံမှာအတက်ခံထားရတယ်ဆိုတဲ့အကြောင်းကျွန်တော်တနေ့ချက်ချက်ပြောဆိုနေခြင်းကလက်ရှိစစ်မှုထမ်းဥပဒေဒီဥပဒေမှာစစ်မှုမထမ်းမှုဆိုရင်ဒီလူငယ်တွေအကုန်လုံးဟာဗရန်ပြေတက်ခံရမှာဖြစ်တယ်ဆိုတော့ဒါဟာတကယ်ကိုဆိုဝါညဉ့်ညံ့လုံးနဲ့ နောက်ဆုံးသောအဆင့်မှာကျွန်တော်တို့လူငယ်တွေကိုသူတို့တွေနှိမ့်ကွက်နေတာဟုတ်ပြီနိုင်ငံတကာမှာကျွန်တော်တို့ညီမျိုးစုံနဲ့ဒါဆောလင်စွာထပိတိန်ဆောင်နေတဲ့ကျွန်တော်တို့ရဲ့လူငယ်တွေပြီးတော့နိုင်ငံတကာမှာရောက်ရှိနေတဲ့ကျွန်တော်တို့ရဲ့လူငယ်အလုပ်သမားတွေသူတို့တွေဟာအားလုံးပေါ့နော်ရမ်းပြပုံမှအတက်ခံရအောင်ပါဒါကတော့ရှင်းပါတယ် ။ तू ခေါ်တယ် तू ခေါ်တဲ့အချိန်မှာရောက်မလာဘူး။ပြောချင်တာကတော့သူတို့ရဲ့စီးစိမ်သူတို့ရဲ့ဥစ္စာသူတို့ခေါ်တဲ့အချိန်မှာခြံစောက်ခွေးလာမလို့ဘူးဆိုရင်တော့အဲ့ဒီလူငယ်တွေအကုန်လုံးကိုသူတို့ကရမ်ပြေးပုတ်မှတတ်ပါပါ။ပြီးတော့အဲ့ဒီလူငယ်တွေရဲ့မိဘတွေကိုသူတို့တွေဖိအားမျိုးစုံပေးမှာပါ။ ဒါတွေကနောက်ဆုံးအဆင့်မှာဖြစ်ပေါ်လာမှာပါလက်ရှိအချိန်မှာတော့စတင်ပြီးတော့ဖြစ်ပေါ်နေပြီကျွန်တော်တို့နေရာဒေသတီးတီးအခုမြို့ပြဒေသမှာလည်းပဲကျွန်တော်တို့ရဲ့စစ်မှုတန်းဥပဒေတွေအောက်မှာပဲအခုမင်းထပ်မှန်ပြီးတော့နှိုက်နေရပါပြီအပစင်1နဲ့3 4ကုံသွားခဲ့ပြီကျွန်တော်မနေ့ကဗီဒီယိုဖိုင်မှာဒေသတင်ပြခဲ့ပြီးပြီဆိုတော့သူတို့တွေကထပ်ပြီးတော့ဖြည့်မှာဖြစ်တယ် အခုလက်ရှိကျွန်တော်တို့ပြုံး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 သွားတဲ့သူတို့ရဲ့ရှင်နဲ့စစ်မျက်နှာပြင်နေပြီးတော့သူတို့ရဲ့ကာဝယ်ရေးအခြေအနေတွေနောက်ဆုံးလက်ရှိနေပြည်တော်မှာတော်မှဖင်ပူအောင်နေလို့မရတဲ့အခြေအနေတွေကြားထဲမှာသူတို့တတော်လေးကိုရုပ်ပြက်စင်ပြက်ဖြစ်နေကြပါတယ်နေပြည်တော်မှာလည်းလက်ရှိနေစဉ်စည်းဝေးတွေလုပ်နေပြီးတော့အချင်းချင်းအော်ဟေ့ညင်းခုန်ရင်ညင်းခုန်နေကြပါပါတယ်ဆိုတော့ တတွင်းပြူလဲနေပြီတတွင်းစီလုံးမှုလုံးဝရှိမှာမဟုတ်တော့ဘူး။ဘာကြောင့်လဲ။ဆိုလက်ရှိခေါင်းဆောင်ကဘလို့កောင်မျိုးလဲဆိုတာကျွန်တော်ရဲ့ဗီဒီယိုအစုံမှကျွန်တော်တင်ပြပေးမှာဖြစ်တယ်။ရှေ့နွားဖြောင်းဖြောင်းသွားမှနောက်နွားဖြောင်းဖြောင်းလိုက်တယ်။ရှေ့ကခွေးကြီးဖြောင်းဖြောင်းမသွားတော့အနောက်ကခွေးပေါက်တွေကလည်းဖြောင်းဖြောင်းမလိုက်ဘူး။ဆိုတော့အခုတမမှုတွေ ီးတော့စစ်တိုင်းမှုတွေစစ်ဒေသမှုတွေဟိုခေါင်းဆောင်ဒီခေါင်းဆောင်တွေဟာ ရှည်တန်းအပုတ်ခံရမှာအရန်ကိုကြောက်နေကြတာကိုပြည်ရဲ့ဒါစခတိုင်းမှုကို ကြည်တွေ့နေပါတယ်ဘလို့ပဲသူတို့ဒီအမိန့်ကြီးထုတ်ပြန်နေပါစေပေမဲ့မန်းသိတဲ့အတွက်သူတို့ဟာလည်းပဲမသွားကြပါဘူးဆိုတော့သွားတဲ့ကောင်တွေကလည်းယာရုမတ်တို့အာနာမတ်လို့ပြီးတော့ခွင်ရစ်မတ်လို့ဖြစ်တဲ့အရှိရောက်တဲ့အချိန်မှလည်းပဲ အချို့ဆိုရင်ရရောက်ချင်းမှာပဲဓပုံလေးပါလေးကမန်းကရန်ရိုက်ဘယ်လိုပြောမလဲခဏပေါ့နော်ခဏလေးမျက်နှာလေးပြပြီးရတဲ့ချက်ချင်းပြန်ပြေးပြီးတော့အဲ့ဒီမှာရဲဘော်တစ်တွေနေရာပြန်ချသူတို့ကတော့တိမ်မှရမ်းကြောက်တယ်အဲ့ဒါမဲ့အခုစစ်မှုထမ်းဥပဒေအောက်မှာပါတဲ့လူငယ်တွေပဲအသုံးချခံနေရတယ်အဲ့ဒါကြောင့်ဒီကလေးပါကျွန်တော်ရဲ့မိဘတွေနဲ့ကျွန်တော်ရဲ့လူငယ်တွေကိုအထူးပြုပြောဆိုချင်တာကတော့ကျွန်တော်တို့လူငယ်တွေအကုန်လုံးဟာ ရမ်ပြေးပုံမှာတက်ခံရပြီးတော့ရမ်ပြေးဖြစ်သွားကြမှာပါဆိုတော့ဒီအချိန်တွေမှာကျွန်တော်တို့ဒါထိစက်တိုင်းပန်းနေဟောနေမြေတွေကိုနော်ဒီမျိုးစုံနဲ့သွားနေကြတဲ့ကျွန်တော်တို့ရဲ့လူငယ်တွေကိုလည်းကျွန်တော်နေ့စဉ်တွေ့နေရပါတယ်ခက်ခဲမျိုးစုံကြားထဲမှာသူတို့တွေစစ်မှုမထမ်းကျင်လို့ဒီလည်းမျိုးစုံနဲ့အာတရားမဝင်သွားနေကြတဲ့အခြေအနေတွေအများကြီးတွေ့နေရပါတယ်ဆိုတော့ကျွန်တော်ရဲ့လူငယ်တွေကျွန်တော်ရဲ့မိသားစုဝင်တွေ အာအတက်နိုင်ဆုံးအကျွန်တော်တို့ကုညီနိုင်မှုကိုအမြဲတမ်းဒါမျှော်လင့်နေပါတယ်အာလိုအပ်တဲ့အကြံဉာဏ်တွေတောင်းယူခြင်းနဲ့ဆိုရင်ကျွန်တော်ရဲ့ဒါရဲဘော်ရှမ်းလေး Telegram မှာတိုက်ရကျွန်တော်နဲ့စကားပြောဆွေးနွေးနိုင်ပါတယ်ကျွန်တော်ကျွန်တော်တို့ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်ရဲဘော်တွေအနေနဲ့ကုညီနိုင်မှုအမြဲတမ်းအစင်သင့်မှာဒါကတော့ကျွန်တော်လူငယ်အားလုံးက Rambie ပုံမှအတက်ခံထားရတဲ့အခြေအနေပါ Rambie ပုံမှကို တတ်တဲ့ကောင်တွေက Rambie အကျံဖတ်စစ်ရာဇွဲကောင်တွေတတ်ထားတာပါတကယ်ကြောင်းမြန်အနေထားလို့ပဲပြောရမလားဟာတာတခုလို့ပဲပြောရမလားလက်ရှိအာနာသိမ်းသွားတယ်နော်ကျွန်တော်တို့ပြည်သူရဲ့အာနာကိုသူတို့တွေလူယူခဲ့တယ်ပြီးတော့ကျွန်တော်တို့ပြည်သူမပေးအပ်တဲ့အာနာကိုအတင်းအာရမလူယူပြီးတော့ကျွန်တော်တို့ပြည်သူကိုအမိန်တွေအာနာတွေအမျိုးမျိုးထုတ်နေတယ်ပြောချင်တာကတော့ ဘာမှတရားဝင်မရှိဘဲနဲ့လက်နဲ့အာကိုနဲ့ကျွန်တော်တို့ပြည်သူကိုအုတ်ချုပ်ခြင်းနဲ့ကောင်းတွေထုတ်တဲ့ဥပဒေကျွန်တော်တို့မိသားစုဝင်တွေကျွန်တော်တို့ရဲဘော်ရဲဘက်ကျွန်တော်ညီကိုတွေဘယ်လိုမျိုးတုံ့ပြန်မလဲဆိုတာကတော့ကိုယ်ပိုင်ဆုံးဖြတ်ရမယ့်အခြေဖြစ်ပါတယ်ဟုတ်ပြီဒီကနေ့မှာရေးကြည့်တဲ့အကြောင်းအဲ့ဒါကတော့မင်းအောင်လှိုင်ဟာဘယ်လိုကောင်းလဲဒီဗီဒီယိုဖိုင်ကို ကြည့်ပြီးသွားရင်ကျွန်တော်ရဲ့မိဘတွေအတီးတီးကိုယ့်ကိုဆုံးဖြတ်ပါကျွန်တော်ဘာမှ အကြံပြုမှာမဟုတ်ပါဘူးမင်းအွန်လိုင်းဟာလူလူမျိုးလေကျွန်တော်မိဘတွေစိတ်ဝင်စားသွားပြီတင်ပါမယ်ဟုတ်ကဲ့ပါကျွန်တော်လက်ထက်မှာပညာရေးနဲ့ကျမ်းမာရေးအတွက်ငွေတွေပုံအော်ပြီးသုံးထားတယ်လို့မနေ့ကလုတ်တဲ့အစည်းအဝေးမှာစင်ဘော်ကနေပြီးတော့ခတ်တီတီပြောသွားတာကတော့မင်းအွန်လိုင်းမှာကျွန်တော်တို့ဒါတတိပညာရှင်ဒါစင်းအင်းပကြက်တွေကိုကြမ်းကျင်တဲ့သူတွေပြန်လဲစစ်ဆေးတဲ့အချိန်မှာတော့အဲ့ဒီ မအားလှလိန်ပြောခဲ့တယ်ဆိုတာကိုကျွန်တော်တို့တွေ့လိုက်ရပါတယ်။ဒါပေမဲ့သူလိန်ပြောတာကဒီတစ်ချိန်နဲ့လားမဟုတ်ပါဘူး။ဆိုတော့မင်းအောင်ထိုင်မလိန်တက်ဘူးနော်ကျွန်တော်ရေးပြီးပါတယ်။ तू မလိန်တက်ဘူး။ဟုတ်ပြီ။ तू လိန်လားမလိန်လားလို့ဆိုရင်ကျွန်တော်တို့အချက်လေးတွေကျွန်တော်ထုတ်ထားပါတယ်ကြည့်ကြည့်အောင်ပါ။အသက်60ပြည့်ရင်အများကြီးပင်စင်ယူမယ်လို့ပြောခဲ့တဲ့သူကလည်းမင်းအောင်ထိုင်ပါ။ကျွန်တော်ပြည်သူရှေ့မှာနော်။ ရုတ်တံတော်ထလာခဲ့သေးတယ်ကျွန်တော်မိပါတယ်မှတ်မိသေးလားမသိဘူးအသက်60ပြည့်သွားရင်များနည်းလူပေးစင်ကြီးမှာပဲဟုတ်ပြီသူမလိမ့်ပါဘူးတကားတက်မတော်ကအာနာမသိမ့်ပါဘူးတဲ့အဲ့ဒါလည်းသူမလိမ့်ခဲ့ပါဘူးเนาะဒါဘာပဲဖြစ်ပါဒါကျွန်တော်တို့ကတခါတည်းမှာဒါကျွန်တော်မိပါတယ်နဲ့ခုလိုမျိုးဆွေးနွေးတဲ့အချိန်မှာတပါသောသူတွေရဲ့ကျွန်တော်တို့ဒါအတင်းပြောနေတာမဟုတ်ဘူး ပြီးတော့လက်ရှိသူပြောခဲ့တဲ့စကားကိုပဲအဲကျွန်တော်မိဘတွေလည်းအယုတ်တန်ဗီဒီယိုမှတ်တမ်းတွေမှာတွေ့ရမှာဖြစ်တဲ့ဆိုတော့အဲသူဟာဘလို့လူမျိုးလဲဆိုတာကိုကျွန်တော်ရဲ့ဗီဒီယိုကြည့်နေတဲ့ကျွန်တော်ရဲ့မိဘတွေကကျွန်တော်ရဲ့ဗီဒီယိုကွန်မန့်မှာအပြန်ပြီးတော့သုံးသပ်ပေးရမှာဖြစ်ပါတယ်ဟုတ်ပြီ6လပြည့်ရွေးကောက်ပွဲလုပ်မယ်တဲ့မမီတည်ရနော်ကျွန်တော်မိဘဟုတ်ပြီတနှစ်ပြည့်တဲ့အခါမှာရွေးကောက်ပွဲပြပပေးမယ်တဲ့ဒါလည်းသူပြောခဲ့တာပါဟုတ်ပြီနော်ကျွန်တော်ရဲ့မိဘ ခြေဦးနဲ့အညီနှစ်နှစ်ပဲအာနာထိမ့်မှာဖြစ်ပါတယ်တဲ့ဆိုတော့2008ခြေကံဥပဒေကလည်းကျွန်တော်ပြည်သူတော်မသိဘဲနဲ့တော့သူတို့ဆွဲသွားကြတယ်ပြီးတော့သူရဲ့ဥပဒေသူတို့ပဲမျိုးမျိုးမောက်လိုက်လှန်လိုက်တုံလိုက်တောက်လိုက်မျိုးမျိုးလုပ်တာဟုတ်တယ်နော်ဆိုတော့ဒီခြေဦးရဲ့ဥပဒေနဲ့အညီပဲသူတို့ဆက်ပြီးတော့လွတ်သွားမှာလို့မင်းအောင်လိုင်းပြောထားတာပါ ပြီးတော့တိတိဒီကျွန်တော်တို့ဒါတိတိတပုကျွန်တော်တို့တဘာဝဖြစ်စည်းတွေ ਨੇ ကိုဗစ်ကာကွယ်ဆေးထိုးပြီးတော့ကဘာကိုဖြတ်အောင်မယ်အဲ့ဒီစကားကိုကျွန်တော်မြင်ပါတော့ခေါင်းမမီအောင်မယ်ထင်တယ်ဗျကျွန်တော်တို့ကိုဗစ်ကာလကျွန်တော်နိုင်ငံအတွင်းမှာဒါတော်တော်လေးကိုတစ်ခါရောက်ပါအခြားနိုင်ငံတွေထွက်ကျမကြီးစောင့်ရှောက်မှုတော်တော်လေးကိုအားနဲ့အောက်ဆီဂျင်ဘူးတော်မှမရှိတဲ့ကျွန်တော်တို့ရဲ့နိုင်ငံမှာ မတည်သင့်မဲနဲ့အသက်မဆုံးရှုံးသင့်မဲနဲ့ကျွန်တော်တို့ရဲ့ဒါမိဘတွေတကြီးတဲ့သူတွေပို့ပြီးတော့ခံလိုက်ရတာပါဆိုတော့အဲ့ဒီလိုအခြေအနေမျိုးမှာသူပြောခဲ့တဲ့စကားကျွန်တော်နိုင်ငံအတွင်းမှာရှိတဲ့တတိတ္ထုတွေနဲ့ကိုဗစ်နိုင်ငံကိုဗစ်ကဝက်စီထုတ်မယ်ပြီးတော့တကဘာလုံးကိုဖြန့်မယ်လို့ပြောခဲ့တာကလည်းမင်းအောင်လှိုင်ဖြစ်ပါတယ်ဟုတ်ပြီနိုင်ငံချင်းညီမျိုးနံမှုတွေကိုကျွန်တော်ရဲ့လက်ထက်မှာပုံများလာတယ်လို့မင်းအောင်လှိုင်ပြောခဲ့ပါသေးတယ် ဟုတ်ပြီ။ကောင်းပြအောင် အိတ်နိုင်ဖို့တီသူတွေရဲ့လုံခြုံရေးကိုတတ်မတော်ကတာဝန်ယူထားရပါတယ်တဲ့။အဲ့ဒီစကားကိုလည်းမင်းအောင်နိုင်ပြောရတာပါ။လက်ရှိချိန်မှာကောင်းပြအောင်အိတ်နေရပြီလား။ကျွန်တော်မိပါပြီပဲစုံပြတ်ကျွန်တော်ဘာမှတုံးသက်ပေးသွားမှာမဟုတ်ဘူး။အမ်ကိုယ့်အိမ်မှာကိုအိတ်နေရင်းနဲ့ကျွန်တော်တွေကဆွဲထုတ်ပြီးတော့ စစ်မှုထမ်းပေါ်တာခေါ်သွားတာတွေဒါပါတော့စစ်မှုထမ်းဥပဒေကြီးမရှိဘူးဆိုရင်တောင်မှခေါင်းပြအောင်ရန်ကုန်ထဲကသူတွေဘလို့အိတ်လဲဆိုတာကျွန်တော်နားမလဲဘူးဂျာတိဂူတို့ရမ်းပုတ်ပြီမိမမလားကန်ကတော့ဖွင့်လို့မရတဲ့အချိန်နေကျွန်တော်မင်းအောင်လိုင်းကိုဘာမှမပြောဘူးเนาะတရမ်းမိပါတွေဒါသူပြောတဲ့စကားတွေကိုပဲတရမ်းမိပါတွေတင်ပြတာတရမ်းမိပါတွေပြန်ပြီးတော့သုံးသက်ပေးဟုတ်ပြီတိုင်းပြည်ရဲ့စီးပွားရေးဥမော့လာပြီ ် MBSC ဘာဥမောတာနော်အဲကျွန်တော်တို့ဒါရုပ်ရှင်ဟာတာလူရှင်တော့ကျွန်တော်တို့အရန်ကိုသဘောကျတဲ့ဥမောမဟုတ်ပါဘူးနော်ဆိုတော့ဥမောလာဥမမောလာဆိုတာကိုတော့ကျွန်တော်ရဲ့မိဘတွေကပဲဆုံးဖြတ်ပေးရမှာဖြစ်တယ်လူငယ်တွေအလုတ်ကင်ခွင်လန်းပုံမူရရှိလာနေတယ်တဲ့ဒါကလည်းမင်းအောင်လိုင်းပြောရတာပါဟုတ်ပြီဆုံးရှုံးသားတဲ့နေမြေတွေကိုပြန်လဲအရယူမယ်နေပြီးတော့မှမင်းအောင်လိုင်းပြောထားတာပါ ကျွန်တော်လက်ချက်မှာတိုင်းရင်သားစီလုံးညီညွတ်မှုကို မကြုံစဘူးထူကဲစွာရရှိထားပြီးပါပြီမင်းအောင်လိုက်ပြောထားတာပါဟုတ်ပြီတက်မတော်တက်မတော်ကပါတီစုံဒီမိုကရေစီစနစ်ကို အာမခံပါတယ်မင်းအောင်လိုက်ပြောထားတာပါဓာတ်ဒေါ်လာရအဆွေတော်ဟာကျွန်မင်း ဆိုတော့အဲစကားကိုကျွန်တော်ကြားကျွန်တော်ကြီးချင်းနဲ့ကျွန်တော်ရမိပါလာရိတ်ဒေါ်လာအရာအစွေတော်ဟာကြွမင်းဖြစ်တယ်မင်းအွန်လိုင်းပြောရတာပါဆိုတော့နည်းနည်းလေးတန်ဖိုးလေးမြင်လာကျွန်တော်ရမိပါတယ်ကျွန်တော်ရမိပါတယ်မင်းအွန်လိုင်းပြောတဲ့စကားတွေအာအရန်ကိုပြကြတယ်အရန်ကိုမှန်ကန်တယ်ဆိုတော့ ကျွန်တော်မင်းအောင်ပြောတဲ့စကားတွေကိုကျွန်တော်မိပါတယ်ပြန်ပြောကျွန်တော်ကိုရနာဥတက်ချေတယ်အဲဒါမှကျွန်တော်သူ့ကိုဘာမှမဝေမှာမဟုတ်ကျွန်တော်ဗီဒီယိုကြည့်တယ်ကျွန်တော်မိပါတွေကျွန်တော်ရဲ့ညီကိုကျွန်တော်ရဲ့တငယ်ချင်းတုံးသက်ပြရမှာဖြစ်တယ်ဟုတ်ပြီစစ်ပွဲတွေဟာတမတော်ကြောင့်မဟုတ်ဖ ೇನೆ စန့်ကျင်ဘက်အဖွဲ့အစည်းတွေကြောင့်ဖြစ်နေတယ်တဲ့ကျွန်တော်တို့ခစ်ဆက်ဆက်ပေါ့နော်ကျွန်တော်တို့စစ်ပွဲတွေကျွန်တော်နိုင်ငံတွင်းမှာဖြစ်တဲ့စစ်ပွဲတွေမှန်များအကုန်လုံးအကုန်လုံးတို့ရဲ့တမတော်ကြောင့်မဟုတ်ပါဘူးတဲ့ စัญญမဖွဲ့တဲ့ကြောင့်ဖြစ်တာပါတဲ့ဟုတ်ပြီကျွန်တော်တို့ဗျာအဲသူကတမတော်ကြီးကတကယ်ကိုအမှန်တရားဘက်ကယက်တီနေပြီးတော့ကျွန်တော်တို့ကျန်တဲ့သူတွေအကုန်လုံးကြီးပါမှားနေတယ်လို့သူကပြောလိုက်တာလားမသိဘူးဗျဒါကတော့ကျွန်တော်ရဲ့မိဘတွေဒါဆုံးဖြတ်ပေးရမှာဖြစ်ပါတယ်ဟုတ်ပြီတိုင်းပြည်ရဲ့ GDP ဟာသူ့လက်ထက်မှာမကြုံဘူးအောင်တိုးတက်ခဲ့တယ် ်လာမယ့်နှစ်မှာ80ဘီလီယံအထိရအောင်လုပ်မယ်ကျွန်တော်နိုင်ကမနံပါတ်1ချမ်းသာဆုံးနိုင်ငံတွေကိုဖျက်ကျော်တော့မယ်ထင်တယ်ဆိုတော့ဒါမင်းအွန်လိုင်းပြောတဲ့စကားတွေဆိုတော့ဒီစကားတွေကကျွန်တော်တို့အတွက်တော်တော်လေးကိုမှတ်သားစရာကောင်းတယ်ဘာလို့ဆိုကျွန်တော်တို့လူငယ်တွေအတွက်သူပြောတဲ့စကားတွေအများကြီးဆိုတော့ဒီအများကြီးကိုကျွန်တော်တို့တကယ်ကိုအန်အောပဲတွေ့ရတယ် အာမန်နဲ့ဒီတိုင်းပြီမှာဟာလာကျွန်တော်ရဲ့ပြည်သူတွေခေါင်းပြအောင်အိတ်ဖို့အတွက်တမတော်ကကာဝယ်နေတာတမတော်ကစောင့်ရှောက်ထားတာကျွန်တော်မိမပြည်သူကြီးတကောက်တန်ဒီနိုင်ငံဆိုတော့ဗျာကျွန်တော်တို့အုတ်ကင်ကရကင်ချင်းမွန်မမရခိုင်ရှာအကုန်လုံးပေါ့ဗျာနိုင်ငံအတွင်းမှာရှိတဲ့ကျွန်တော်တိုင်းရင်းသားတွေအကုန်လုံးတကယ်ကိုခေါင်းပြအောင်အိတ်နေရတာသူတို့ရဲ့စကားတွေတကယ်ကိုတမိုးရှိတယ်ပြီးတော့ဒီနိုင်ငံရဲ့ကျွန်တော်တို့ဒါဥမော့အောင်ချီးဝါးရေးတွေ တကယ့်ကိုအုံထိုးလုံနေတဲ့အချိန်မှာသူလက်ထက်မှာပဲတကယ့်ကိုချမ်းသာကြွယ်ဝလာတာကိုလေကျွန်တော်တို့ထူးခြားစွာတွေ့ရတာဖြစ်တာဖြစ်တယ်လာမယ့်နှစ်ပေါ့ဗျာလာမယ့်နှစ်ဆိုတာက2026မှာကျွန်တော်တို့80ဘီလီယံအထိရောက်အောင်လုပ်မယ်ဟာလေးစားတယ်ကြောင်းစရာကြီးနော်ကြောက်စရာကြီးရောမဟုတ်ကြောင်းစရာကြီးကျွန်တော်တအားအံ့ဩတယ် ဲမော तू လုတ်နိုင်တယ်လေ तू လုတ်နိုင်တယ်ဒါရုရှားမှာလည်း तू သွားလုတ်ခဲ့ပြီးပြီစာအုပ်တအုပ်ဒဏ်ရာညှက်ပြီးတော့ကျွန်တော်မြေပါတယ်အားလုံးလည်းသိရှိပြီအတရုတ်မှာလည်း तू သွားလုတ်ခဲ့ပြီးပြီဆိုတော့ဖြစ်နိုင်ကြည်အများကြီးရှိပါတယ်ဒီလိုမျိုးမြောက်များစွာသောတမိုင်းဝင်မဲ့စကားတွေကိုပြောခဲ့တော်သူကြီးမာအာလှမင်းအောင်လှန်ရဲ့ဒါဘလိုပုပ်ပူမျိုးလဲဘလိုလူစားမျိုးလဲဆိုတာကိုကျွန်တော်မြေပါတယ်အဆုံးဖြတ်ဖို့ကျွန်တော်ကကြားသိချင်တာပါ ဆိုတော့ကျွန်တော်တအူးတဲကပြောနေတဲ့အချိန်မှာဒါအဆင်မပြေတာတွေအများကြီးဖြစ်နိုင်တယ်။ဘာလို့ကျွန်တော်တို့လူငယ်တွေအတွေ့အကြုံနဲ့တယ်။ကျွန်တော်တို့ထပ်ပို့ပြီးတော့တည်တယ်ကျွန်တော်မိဘတွေပဲဆုံးဖြတ်ရမှာဖြစ်တယ်။အခုမင်းအွန်လိုင်းပြောခဲ့တဲ့စကားတွေကိုကျွန်တော်မိဘတွေကိုကျွန်တော်တင်ပြခဲ့ပြီးဒီစကားတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်မိဘတွေကဒီစကားရဲ့ကြီးတွေသူ့ရဲ့တကယ်ကိုရဲရဲတောက်ပြောခဲ့တဲ့အတုံးနှုံးတွေပြီးတော့တကယ်သူကြွေးကြော်ခဲ့တဲ့အရာတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြည်သူတွေမှုချမလွဲ တကယ့်ကိုလက်တွေ့ခံစားနေရတာမို့လို့ကျွန်တော်ပြည်သူကပဲဆုံးဖြတ်ရမှာဖြစ်ပါတယ်။ဟုတ်ပြီ။ဘာပဲဖြစ်ဖြစ်ပါကိုဗစ်လူငွေတွေကျွန်တော်တို့မုံတိုင်းလူငွေတွေဖျားအလူငွေတွေရော ပြီးတော့ရေဘေးအလူငွေတွေရောစရင်မရှိအင်းမရှိ ကြက်ပြောင်းငှက်ပြောင်းပျောက်သွားအောင်လုတ်ခဲ့တဲ့မအားလာနဲ့အဲ့ဒီသူရဲ့အောက်ကသူနဲ့တွဲပတ် စစ်ခွေးဘူချုပ်ကြီးတွေနဲ့ပြီးတော့တစ်ဖွဲ့လုံးမိပါဝိုင်းခိုးခဲ့တာတွေဝိုင်းစားခဲ့တာတွေဘုရားရဲ့ဌာပနာတိုက်ခဲကပတ်စံနေမှာမချမ်းဘူးတော့ဆိုတော့ဒါတွေနဲ့ပတ်သက်ပြီးတော့လဲအမ်ကျွန်တော်ရဲ့မိပါတွေအမြင်ကိုပဲကျွန်တော်သိချင်တာပါဟုတ်ပြီအဲ့တော့ဒါကတော့လက်ရှိမာလာကဘယ်လိုလူမျိုးလဲဆိုတာပါဗျ တော့ကျွန်တော်တို့အရှိမကျွန်တော်ဒီကနေ့တင်ပြခဲ့တဲ့ကြောင်းနေရွယ် clean ငယ်နဲ့ကျွန်တော်တို့ဒါအိမ်တော်ကြီးဖောက်ပြန်နေတဲ့ဒုဗုံမူကြီးဆိုတဲ့သူတွေပြီးတော့တူတို့နဲ့ပတ်သက်နေတဲ့သူတွေဟာကျွန်တော်တို့နိုင်ငံအတွင်းမှာတကယ်ကိုခန်းခန်းနာနာအလူကုန်တိတ်ခါတွေရှိတဲ့သူတွေပြီးတော့တကယ်ကိုခန္ဓာကြီးကျယ်တဲ့အာဘွဲ့အမျိုးမျိုးသိမ့်ပတ်ရရှိထားတဲ့သူတွေအခြားသောနိုင်ငံတွေမှာ ီလိုမျိုးဖွယ်မျိုးမရနိုင်ဘူးကျွန်တော်ရဲ့မိဘအာဘလူဘွဲဘလူဘွဲဘလူဘွဲအာတူရတူရတီဟာဘာရင်းညာရီဆိုတာခြားနိုင်ရမှာမဖြစ်နိုင်ဘူးကျွန်တော်နိုင်ငံမှာ main online လက်ထက်မှာအကုန်ဖြစ်နိုင်တယ်ဒါနောက်ဆုံးပြောခဲ့တဲ့ဇကားဆိုရင်ဒါဆုံးဆုံးခဲ့တဲ့နေမျိုးတွေကိုတိုက်ခိုက်သိမ်းပိုက်အရယူပေးနိုင်တဲ့သူတွေကိုစူးစိတ်မျိုးစုံနဲ့ဘွဲစိတ်မျိုးစုံကိုပေးမယ်အလကားနှိပါရမယ်အခြေအနေမှာကျွန်တော်ယမိပါတယ် သူဟာဘလို့လူမျိုးလဲဆိုတာကိုဒီနေ့ကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်ရင်းနဲ့ comment မှာရေးပေးခဲ့ဖို့ဖိတ်ခေါ်ရင်းနဲ့ဒီနေ့ရဲ့ဗီဒီယိုကိုအဆုံးသတ်ချင်ပါတယ်ဆိုတော့အေရီနဲ့ပတ်သက်တဲ့တိုက်ပွဲသတင်းတွေကြောင်းမိပါတယ်ကြားသိပြီးပါပြီပြီးတော့အညာဒေတာနဲ့ပတ်သက်တဲ့စီးရေပုံဖော်မှုတွေကိုလည်းကျွန်တော်မိပါတယ်ကြားသိပြီးပါပြီဆိုတော့လက်ရှိအချိန်မှာ နေပြည်တော်စတိုင်းယုံအတီးတီးမှ နေရောညရောအိတ်လို့မရစားလို့မရအစည်းအဝေးလုပ်တိုင်းသူတို့ချင်းချင်းရန်တွေဘာကြောင့်ဖြစ်နေတာလဲပြီးတော့စတိုင်းဌာနချုပ်ကြီးကိုရှော့တိုက်ဒုံးနေပြစ်ခတ်ခံနေရတဲ့အချိန်ဒီမှာမင်းညံ့လို့ငါညံ့လို့မင်းမကောင်းလို့ငါမကောင်းလို့မင်းကြောင့်ငါကြောင့်ဖြစ်နေတာဘာကြောင့်ပါလဲကျွန်းရင်မိပါတယ်အာနာယုအုပ်စု တကယ့်ကိုခွေယူဖြစ်နေကြပါကြောင်းပြောကြားရင်းနဲ့ဒီနေ့ဗီဒီယိုအဆုံးသတ်ပြရစီနောက်လာတဲ့ဗီဒီယိုတွေကိုဒီချက်ပို့ကောင်းအောင်ကျွန်တော်စူးစမ်းပေးပါမယ်။လက်နက်ပေးစစ်ပေးကပ်ပေးကြရတယ်ကျွန်တော်တို့နိုင်ငံတွင်းမှာရှိတဲ့မိဘပြည်သူရဲဘော်ရှိပါတူးချင်းစီတိုင်းဘေးနဲ့ကင်းရှင်းပါကြအောင်လေးလေးနက်နက်စတောင်းရှင်းနဲ့ကျွန်တော်ရဲဘော်ရှမ်းလိုက်ပါ။ကျွန်တော်မိသားစုဝင်အားလုံးမင်္ဂလာပါ။ဆိုတော့ကျွန်တော်ဒီကနေ့မိတ်ဆက်ပေးချင်တာကကျွန်တော်တို့ရဲဘော်တယောက်ချင်းစီရဲရိတ်ခါတွေနဲ့မိတ်ဆက်ပေးမှာဖြစ်တယ်။ အဲဒါတွေကအခုကျွန်တော်တို့ရဲဘော်တူကြီးစီတိုင်းအရေးပေါ်လိုအပ်နေတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒါနေမီရွှေတရားမှုတော်၎င်းကျွန်တော်တို့စစ်စင်ရေးတဲ့ပူပေါင်းဆောင်ရွက်တဲ့အချိန်တွေမှာကျွန်တော်တို့ရဲဘော်ဒီအစာနယ်ရိတ်ခါကြောက်တွေလိုအပ်နေပါတယ်။ဆိုတော့ okay ဘယ်လိုစာနယ်ရိတ်ခါတွေလိုအပ်နေတာလဲကျွန်တော်လည်းအတူတူကြည့်အောင်โอเคအခုကျွန်တော်ရှေ့မှာ ရောက်နေတာကသဘုံထုတ်ကုန်ကြီးဖြစ်တယ် ဒါသဘုံမိသားစုတွေထုတ်လာတဲ့ကျွန်တော်တို့ရိတ်ခါကြောက်တွေဖြစ်တယ်ပေါ့နော်ဒီရိတ်ခါကြောက်တွေကကျွန်တော်တို့ဒါရဲဘော်တွေတယောက်ချင်းစီအတွက်လိုအပ်တယ်ပြီးတော့ကျွန်တော်တို့ရဲဘော်တဦးချင်းစီတိုင်းအတွက်ဒီလိုအတွဲအဆက်၃မျိုးကျွန်တော်တို့ပို့ပေးมาဖြစ်တယ်ပေါ့နော်ဒီ၃မျိုးမှာဆိုရင်ကျွန်တော်တို့ရဲဘော်တယောက်စာအတွက်ဆိုရင်စသားမွှားကြော်ပါမယ်မဲသားမွှားကြော်ပါမယ်ပြီးွားရင်ကျွန်တော်တို့ဒါလက်ဖက်တုပ်ပေါ့ဗျာလက်ဖက်တုပ်ဂျင်းတုပ်တစ်မျိုးပါမယ် Ria River အားလုံးအားလုံးကတပုံဖြစ်တယ်ဆိုတော့တပုံမိသားစုတွေကကျွန်တော်တို့တပုံတွေအတွက်အကောင်းဆုံးစားနိုင်ဖို့အတွက်ပေါ့နော်သူတို့တွေပြင်ဆင်ပြီးတော့ထုတ်ပိုးထားတဲ့ပစ္စည်းတွေဖြစ်တယ်သူကလေးစုပ်ပေးထားတဲ့အတွက်ဒီစားတောက်တွေကရည်ရှိခံလဲပေါ့နော်ဟုတ်ပြီကျွန်တော်ချက်မောက်ကြော်ကိုအရင်ဆုံးဖောက်ပြီးတော့ထည့်ကြည့်မယ်သမွာကြော်တခွက်ချပါပြီမေသမွာကြော် ဒါကဂျင်းတုပ်အဲဂျင်းတုပ်မှာဆိုရင်နေစားယုံပဲပေါ့နော်ကျွန်တော်တို့ပြင်ဆင်ပေးထားတာပဲကျွန်တော်တို့ဒီမပြန်ကျော်ကိုကျွန်တော်တို့စီရွှဲနေတယ်ပေါ့နော်စီရွှဲပြီးတော့ကျွန်တော်တို့ပြန်ကျော်ပေးထားတာပေါ့နော်ပြန်ကျော်ပေးထားတာကိုကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ဒါကတော့လက်ဖက်တုပ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ရဲဘော်တယောက်စာအတွက်ဒီ package တစုံစာပေါ့ဒီ package တစုံစာကကျွန်တော်တို့စတားမွားကျော်ပါမယ်ပြီးရရင်ကျွန်တော်တို့ ်မဲသားမွားကြောပါမယ်ပြောရင်လက်ဖတ်တုပ်တပွဲပါမယ်ဆိုတော့ရဲဘော်တယောက်တာအတွက်ကတော့ဖူလုံမှုရှိသွားပြီပေါ့နော်ဆိုတော့ဒီ၃မျိုးကျွန်တော်တို့ဒီရှမ်းမြောက်အာဒီတပုံစားတောက်ကုန်လေးပေါ့နော်စားတောက်ကုန်လေး၃မျိုးဝမ်းဆက်ရဲဘော်တယောက်စာအတွက်ကျွန်တော်တို့ဘတ်တရားသတ်မှတ်ထားပြီးတော့မြန်မာငွေနဲ့ဆိုရင်တော့12000လောက်ကျသင့်ပါတယ်ရဲဘော်အကြောင်း900စာအတွက်ကျွန်တော်တို့စီစဉ်မဲ့တပုံပစ္စည်း တပုံစားတော့ကုန်လေးပေးပို့သွားမယ့်အစီအစဉ်မှာကျွန်တော်တို့အားလုံးတဦးချင်းစီတိုင်းမိတို့နိုင်တဲ့ဘက်ကနေပြီးတော့အကူအညီပေးဖို့ကျွန်တော်ဒီကဖိတ်ခေါ်လိုက်တယ်ဆိုတော့အာကျွန်တော်ရဲ့ဒါမိသားစုဝင်တွေကျွန်တော်ရဲ့ညီကိုမောင်နှမတွေအကုန်လုံးကျွန်တော်ရဲဘော်တဦးချင်းစီတိုင်းကိုအကူအညီဝင်ရန်ထောက်ပံ့နိုင်ဖို့အတွက်ကျွန်တော်ဒီကနေ့ကြောက်မိပါတွေလို့မိတ်ဆက်ပေးခြင်းဖြစ်ပါတယ်ဒါကကျွန်တော်တို့လက်အမှန်တကယ်အရန်ကိုအတုံး တဲ့တယ်ကျွန်တော်ရိတ်ကကြောက်နေဖြစ်တယ်ကျွန်တော်လည်းရမ်းကြိုက်ပါတယ်ဘာလို့ဆိုမဲသားမွားကြော်ကျွန်တော်ခုနှိုက်ရမ်းကြိုက်တယ်ပြီးတော့ချက်သားမွားကြော်ကျွန်တော်ခုနှိုက်ရမ်းကြိုက်တယ်ရေးပေါ်တွေလည်းရမ်းကြိုက်တယ်ပြီးတော့ဒီမှာထူးခြားတာကဒီလက်ဖက်တုပ်တပွဲလဲပါတယ်ဒီမှာဂျင်းတုပ်လဲပါတယ်ဗောနော်ဆိုတော့ရဲဘော်တွေအတွက်တကယ်ကိုဘိုက်ဖောင်းမဲ့တပုံ package လေးနဲ့ကျွန်တော်မိတ်ဆက်ပေးလိုက်ပါတယ် ဆိုတော့ကျွန်တော်ရဲ့မိဘတွေတူးချင်းစီတိုင်းအနေနဲ့ရဲဘော်တူးချင်းစီတော်၎င်းကျွန်တော်တို့ဒါတရင်တက်ဖွဲ့အစုဖွဲ့အတွက်တော်၎င်းဝင်းရန်ကူညီပြီးတော့ရိခာရီဝယ်ယူပေးဖို့ကျွန်တော်ညွှန်လိုက်ပါတယ်ကျေးဇူးအထူးတင်ကြည်ပါတယ်ဆိုတော့မြေမကြော်ရင်ဆုံးကြီးချင်မယ် อืมยามไม่ได้เมดาไม่ซ่าได้ตัวတွေด้วยแหละจมอกจอရှိมั้ยอืมคนลงอ่ะจွတ်ยั่วโอเคยังก้อนเนี่ย we are river ကျွန်တော်တို့အားလုံးတပုံအတွက်ဝင်းရံကူညီကြပါစေ